ရှိနေကြတဲ့ဓမ္မမိတ်ဆွေများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေရှင်။ကျမတို့ Attitude Channel ကနေမင်္ဂလာတရားမင်္ဂလာစကားဆိုတဲ့ခေါင်းစဉ်နဲ့ဗုဒ္ဓဘာသာဆိုင်ရာသိမှတ်စရာများကိုရွှေတဂုံစီရီတော်စနေတောင်းရွှေတောင်ငွေတောင်တစောင်းနိကေ9ရဲ့ဝင်ဓမ္မတာကိစ္စအဖွဲချုပ်အတွင်ရမှုဖြစ်သူတာကိစ္စဓမ္မဇောတိကတစာဆရာဦးစန်းလင်းဆယ်မြောင်းနဲ့ ဆင်းရဲတင်ပြလာခဲ့တာဆိုရင်တော့အခုခါမှာတော့အမေးပြေကဏ္ဍကို တဖန်ပြန်လဲရောက်ရှိလို့လာပါပြီဖြစ်ပါရဲ့ရှင်။အရင်ကအတိမတ်ဖွဲ့ရတရဏီယကထာခေါင်းစဉ်နဲ့အနေနဲ့အရရက်ကမေးမြန်းလာခဲ့တဲ့ဓမ္မဆိုင်ရာမိကွန်များကို အပိုင်း296ုထိဖြေကြရိုက်ကိုထုတ်လင့်ပြသခဲ့ပြီးဖြစ်ပါတယ်။အခုခါမှာတော့ online ဓမ္မအမေးပြများဆိုတဲ့ခေါင်းစဉ်နဲ့ဆရာထံရောက်ရှိလာတဲ့ဓမ္မဆိုင်ရာအမေးပု္ပ္ပာများကိုဆရာက ဆက်လက်ဖြေကြားပေးသွားအောင်ပါပဲဖြစ်ပါရဲ့ရှင်။ကြည့်ရှုနေကြတဲ့ပြည်သက်များကို တခုပန်ကြားလိုတာကတော့ မေးခွန်းမမြည်တဲ့မေးစာပေးစာများနဲ့မေးရန်မသိတဲ့ဖြေဆိုခွင့်လည်းမရှိတဲ့မေးခွန်းများကိုတော့ဖြေဆိုပြန်ကြားပေးခြင်းတိကျစာဖြင့်ဖြေရှင်းပေးခြင်းမျိုးတို့ကိုမပြုတည်ကို နားလည်သိခံခွင့်လွှတ်ပေးပါရန်ဤနေရာကဟုတ်ကဲ့ပါဆရာ။နောက်ထပ်မေးမြန်းလာတဲ့အောက်နံပါတ်ကကြတော့ဒါဆရာဦးမြင့်ဖြစ်ပါတယ်။သူမေးမြန်းလာတာကတော့ အာဆရာမင်္ဂလာပါတဲ့ဆရာရဲ့တော်ရလမ်းချင်းဆိုတဲ့ post ကိုနှစ်တက်မိပါတယ်တော်ရဲ့အထိပ္ပယ်ကိုလည်းရခင်ကားတဲ့တည်ခွင့်ရခဲ့ပါတယ်တဲ့ကျွန်တော်စိတ်ထဲမရှင်းတာကတော်ထွက်မှတရားရမှာလားတော်မထွက်ဘဲနဲ့တရားရသူဆိုတာရောမရှိဘူးလားတဲ့ဆရာအဖို့တိမာပါတဲ့အကျေးဇူးပြုပြီးတော့ရှင်းလင်းစွာတည်ခွင့်ရချင်ပါတယ်ဆရာဆရာကရောဘယ်အုပ်စုထဲမှာပါပါလဲဆိုပြီးတော့မြင်းမြန်းထားချက်ပါတယ်တော်ရလွန်ချင်းဆိုတာကကျွန်တော် post ကိုတင်လိုက်တယ်ကျွန်တော် post လေးပါ ဒီတော့ဒီနေရာမှာကျွန်တော်ပြောချင်တာကတော့ post တခုကိုတင်တဲ့အခါမှာမိမိပေးလိုက်တဲ့ခေါင်းစဉ်နဲ့ like ရောညီထွေတဲ့ message ကိုပေးတဲ့အခါမှာအ ਨੇ ဆုံးသောစကလုံးရေထွက်နဲ့တိဆောက်ရတာပေါ့ဗျာဟိုရှေ့ရင်ဘယ်သူဖတ်မလဲပေါ့နော်အဲ့လိုတိဆောက်ရတာဖြစ်တဲ့အတွက်အခုလိုစင်ပွားတွေးတဲ့အတွေးတွေပေါ့နော်ဟိုစင်ပွားအတွေးတွေထပ်တွေးတဲ့အတွေးတွေအတွက်ကိုကျွန်တော်ကအဲ့ဒီအတွက်နေရာမပေးနိုင်ဘူးမပေးနိုင်တဲ့အတွက်သူကဒါပြန်ပြီးတော့မေးတယ်မေးကုန်ပေါ့ဒီ post ကိုထောက်ပြီးတော့တော်ထွက်မှတရားရမှာလားတော်မထွက်ရင်ရော တရားမရနိုင်ဘူးလားဆရာကလည်းဘယ်ဥစ္စာတွေပါလဲဆိုမေးဖို့ပေါ့နော်။အဲ့ကျွန်တော်အကျဉ်းအတူဆုံးကျဉ်းဆုံးအရှင်းဆုံးလေးပြန်ဖြေပါမယ်ဒါအဆင့်ပွားတွေးဖို့။ဤကျန်တဲ့ဝက္ကတန်ယုတ်သာကရမှာတောထွက်ခြင်း၄မျိုးရှိတယ်နော်။နံပါတ်၁ကပါလဲဆိုတော့လူကသာတောထွက်ပြီးစိတ်ကတောမထွက်သောပုဂ္ဂိုလ်။နံပါတ်၂ကစိတ်ကသာတောထွက်ပြီးလူကတောမထွက်သောပုဂ္ဂိုလ်။နံပါတ်၃ကလူကလည်းတောထွက်တယ်စိတ်ကလည်းတောထွက်သောပုဂ္ဂိုလ်။နံပါတ်၄ကလူကလည်းတောမထွက်စိတ်ကလည်းတောမထွက်သောပုဂ္ဂိုလ်၄မျိုးရှိတယ်။ အဲ့ဒီ၄မျိုးမှာတတိယနဲ့သရုတ်ထ၅မျိုးကသူ့အစီရှင်းပြတာပဲဘာမှရှင်းပြစရာမလိုဘူးတတိယကဘာလဲလို့ဆိုတော့လူကလည်းတောထွက်တယ်စိတ်ကလည်းတောထွက်သဘောအရိယကင်အရိယကင်ဒုတိယအောင်ရွာကိုရှောင်ရေးကုတ်လုံလေးပြပြန်လာရပြင်သင်္ချာမန္လတကောသတယ်နေထကိန်းအောင်သင်္ကန်းကြောင်းလဲညောင်ဆောင်ဆန့်ရဒါဝိသုတိမတ်တော်ကပြောပြီအဲ့ဒါဘာလဲလူကတောထွက်သွားတာနော်ဟိုးတောထဲတောင်လဲထဲမှာညောင်ဆောင်လေးတခုကာယဝိဝေကခေါ်တာပေါ့နော်အပေါ်ပေါင်းနေရစိတ်တုံးတယ် ါဖြင့်သူအဲ့လိုတော့ထပ်ပြီးဘလို့နေတယ်လဲသူ့ကိုကြည့်လိုက်40ကမ္မထာစီးဖြတ်လေးလေးထွာလေးသိပြန်မချစ်ဖို့ရှိကိုတီးနေရေဧကစာရမန်ဆောင်ချလေလောဘမနောဖောမစောရိအဲ့ဒါပါလေစိတ်ကပါတော့ထတာပြိတ္တာလေးဖယ်ပြီးတော့ကမ္မထာလေးပဲနေတာဒါရှင်းတယ်နော်ဘာမှထပ်ရှင်းကြမလို့စရုဒ္ဓကလည်းရှင်းတယ်လူကလည်းတော့မထွက်ဘူးစိတ်ကလည်းတော့မထွက်ဘူးလူကလည်းမြို့ထဲရွာထဲတည်းမှနေတယ်ကိလေသာတွေနဲ့နေရပေါ့ဗျာပျော်ရွှင်နေတယ်ဒါရှင်းကြမလို့ရှင်းကြလို့တော့နှစ်ခုပဲရှိတယ်သူမေးတဲ့မေးခွန်းနဲ့ကောပတ်သက်ပြီးတော့နံပါတ်1က လူကသာတောထွက်ရစိတ်ကတောမထွက်သောပုဂ္ဂိုလ်အချို့သောပုဂ္ဂိုလ်တွေကလူကတော့တောထွက်ပါတယ်တဲ့ညိုတဲ့ကြွားတဲ့ကလည်းရှောင်ထွက်သွားတယ်ကာယဝိရကသို့သော်လည်းသူတို့ရဲ့စိတ်တွေကအဲ့ဒီကမ္မထန်းနဲ့အာယုန်တွေမှာမရှိဘူးပြိတ္တာအာယုန်တွေဒီမြို့ရွာအာယုန်တွေနဲ့ပြန်ဖြစ်နေတတ်တယ်ပေါ့နော်အဲ့လိုသဘောပဲဥပမာလေးတစ်ခုထင်ရှားအောင်ပြောပြမယ်တောထွက်ရဟန်းတစ်ပါးရှိတယ်ဟိုလုံးကဟိုလုံးကအဲ့ဒီဒေါက်တာရဟန်းတစ်ပါးကမြို့ရွာကိုရှောင်ပြီးတော့တစ်ပါးတည်းသွားပြီးတော့ကျောင်းသင်္ကန်းလေးရှောက်ပြီးနေတယ်ပေါ့ဗျာတနေ့ကျတော့ နွားပြောက်လို့လိုက်ရှာတယ်နွားပိုင်ရှင်ပေါ့နွားပြက်ကျန်နွားပြောက်လို့လိုက်ရှာတော့တဲမှာမျက်စိတွေလဲပြီးတော့အမှန်တော့အပူရှောင်တာပေါ့နေပူတော့တောင်းတလန်လေးတစ်ခုတွေ့တာဟုတ်တွေ့တဲ့အခါကျခြေတံမြင့်လေးဆိုတော့ထဲမှာအောက်ပါဆင်းပြီးအရိပ်ခိုပြီးထားရင်းပြီးတော့နေတယ်ဒါပေမဲ့ပေါ်မှာဖုံးကြီးကြောင်းဆိုတာဆိုသိကြပေါ့သိတဲ့အခါကျတော့အဲ့ဒီတောရဆောက်တည်တဲ့ရဟန်းရဲ့တောရဂုံပေါ့နော်သူကချီးမွမ်းပြီးတော့စိတ်ထဲမှာကြည်နူးနေတာပေါ့အဲ့ဒီအချိန်မှာအပေါ်မှာရှိတဲ့ခုနတောထွက်ရဟန်းကတောထွက်ရဟန်းဆိုတာကကြီးမားဝတ်တဲ့ဟာကိုပြောတာနော် တော်တော်ညာကသူကဗာလဲလို့ဆိုတော့အောက်ပေါ်ဘယ်သူမှသူရှိကြတာသူမသိဘူးဒါတဲ့ဝေးတာကိုလူသူလဲမသိတဲ့ခါကျသူစိတ်ဆန္ဒအတိုင်းသူကသချင်းဆိုတယ်ပေါ့ပြောရင်တော့ကိုဟုတ်ခဲ့ကတော့ဒုံသချင်းလို့ပြောတယ်စာသားလေးလည်းရှိတယ်ဗာမဲ့တော့မဟုတ်ဘူးမသူဆိုတဲ့ဟာလေးကဗာဗာတဲ့ညာညာကျုံမရှိဘူးတိမ်ကိုထိုးမယ်စိုးရင်လာပါတရားမင်းကြီးခမညာဟုတ်ခဲ့ဟာသချင်းတွေပေါ့ဗျာကျုံမရှိဘူးတိမ်ကိုစင်းကနင်းချလိုက်ပါဆိုအဲ့ဒီဟာလေးကိုဒုံသချင်းခေါ်တာပေါ့သူကစီးချက်ဝါချက်နဲ့ဒီအပေါ်မှာပြင်းမှာပေါ့တပားတဲ့ဆိုတာချိုးတယ် ိုတော့အောက်ကလူကလည်းကြားတာပေါ့အဲ့တော့သူဆိုပြီးသွားတဲ့ခါကျတော့အောက်ကခုနကနွားပြောက်လို့ရှာတဲ့လူကအကြောင်းတင်ကအပေါ်လေးကိုတက်သွားတက်သွားတဲ့ခါကျတော့သူကတွေးတဲ့ခါကျတော့သူကဖိမန်ကပြူပြီးတော့လာသူနဲ့တူတူတော့ရဆောက်တည်ပြီးတော့အထုပ်ပါလားပါလားပြောတာပေါ့နော်သူတို့ကောင်းလို့ပေါ့ပြောတော့ဟိုလူကပြန်လျှောက်တယ်။မလျှောက်လဲဆိုတော့အဲအတူနေပြီးတော့တရားအထုပ်တော့အထုပ်ချင်ပါတယ်ကိုရောတဲ့ဒါပေမဲ့ဟိုတပည့်တော်မှာခက်နေတာကကိုရောလို့ဒုံးသချင်းကိုရရမဆုတ်တတ်ဘူးခင်ဗျာလို့ပြောလိုက်တာပေါ့ ြောရဲဆိုလိုတာကဒီဖြစ်စဉ်တွေကဒါလေးပဲပြောချင်တယ်ပြောချင်တယ် message ကတော့ခုနပြောတယ်လူကသာတော်ထွက်ပြီးစိတ်ကတော်မထွက်တာဒါသာဘသူပြန်ပြောတာလဲဆိုတော့တင်ကစားဆရာတော်ပြန်ပြောတဲ့ဟာပါနော်ဒါဒီမှာကျွန်တော်တစ်ဆက်ပြန်ပြောတာဥပမာပေးတာနောက်ဒုတိယချက်စိတ်ကသာတော်ထွက်ပြီးလူကတော်မထွက်တဲ့ပုဂ္ဂိုလ်အဲ့လိုပုဂ္ဂိုလ်တွေလည်းရှိတယ်ထင်ရှားတဲ့ဟာတစ်ခုပြောပြလည်းပြောချင်းလက်ထက်ကအရှင်ဥပါလိဆိုတာကြားဖို့ပါပေါ့နော်ဥပါလိမထေဆိုတာလေဝိနည်းရမှာဣတထက်ရတယ် သူကလူပေါင်းလောကကနေပြီးတော့လူပေါင်းလောကဆွတ်ပြီးတော့ယဟန်ပေါင်းလည်းဝင်လာတယ်။မြတ်စွာဘုရားရှင်ကဟလာဟိုယဟန်ဝတ်တယ်ပေါ့။ယဟန်ဝတ်ပြီးတဲ့အခါမှာကမ္မထန်တရားတောင်းတယ်။ဟိုတုန်းကပုဂ္ဂိုလ်တွေကဒီလိုပဲ။တောင်းပြီးတော့တောရဆောက်တည်ပြီးတော့ကမ္မထန်တရားအထုတ်မယ်။လောကကလွတ်မြောက်ဖို့။မြတ်စွာဘုရားရှင်ကပြောတယ်။ခြေသားဥပ္ပါလီတဲ့။သင်္ကန်းခြံကနေပြီးတော့ကမ္မထန်တရားကိုယူပြီးတော့တောရဆောက်တည်ပြီးတော့ကမ္မထန်တရားပြည့်စုံပွားများမယ်ဆိုရင်တဲ့။သာသနာတော်ရဲ့တာဝန်နှစ်ရပ်ဖြစ်တဲ့ဝိပဿနာဒုရတစ်ခုသေးဥစ္စာနဲ့သင်ထမ်းဆောင်နိုင်လိမ့်မယ်တဲ့။ အကယ်၍ဗျာသင်ဒီတောရမှာမနေဘဲနဲ့မြို့ရမှာចောင်းနေမှာနေမယ်ငါဘုရားထံမှာဟိုကမ္မထံတရားကိုသင်ယူနာကြမယ်အထုတ်ပဲငါဘုရားဟောကြတဲ့အခြားခြားသောသုတ်ဝိနည်းပြီးဒီမှာတရားတော်တွေကိုလည်းပဲဆောင်းထားချပြီးသင်တွေးအံ့ညွတ်ပြီးတော့ပရိယတ်တိလုပ်ငန်းကိုလည်းလုပ်မဲ့ဆိုရင်တဲ့ကန္ဓာတူရဝိပဿနာတူရဆိုတာသာသနာရဲ့တောင်းဝန်နှစ်ရက်စလုံးကိုသင်ကောင်းမွန်စွာနဲ့ထားဆောင်နိုင်လိမ့်မယ်အဲ့ဒါပို့ပြီးမမြင့်မြတ်ဘူးလားလို့ပြောတယ်အဲ့ဒါရှင်ဥပ္ပါလီကလည်း ကောင်းလာပါပြီပေါ့အဲ့ဒါနဲ့သူကတော့မထွက်တော့ဘူးမြို့ရအကြောင်းမှနေတယ်ဘုရားရှင်တယ်မှာကမ္မဋ္ဌာန်းတရားယူတယ်ဒီမှာညနေဟိုညဘက်ကျတော့အထုတ်တယ်နေ့ဘက်ကျတော့စာသင်စာကြလို့တဲ့လိုလုပ်လိုက်ခြင်းအဖြစ်သူကကမ္မဋ္ဌာန်းတရားနဲ့အထုတ်တော့ယဟန္တာဖြစ်သွားတယ်နော်ဒါသာသနာမှာကတံကတံကြီးရမှာတခါစာသင်စာကြလို့တဲ့ဆိုဝိနည်းရမှာလဲသူကအမတန်ပေါ့ပေါ့မြောက်အောင်မြင်တဲ့ခါကျတော့ဣတရထရဣတရထကံဘိက္ခုမမသာဝကံံဘိက္ခုနံ ဝိနည်းရတရဏယာရိတံဥပါလိဆိုပြီးတော့မြတ်စွာဘုရားရှင်ကနှုတ်တစိတ်ခတ်နေကြအောင်ဘူးလေဒီလိုကတ်ကျိုးလိုကတ်ပြားတွေပဲပေးတာမဟုတ်ဘူးเนาะဆောင်းအဲ့လိုနှုတ်တစိတ်ခတ်နေကြအောင်အေတရက်ပဲနော်ဝိနည်းရမှာသိကြတဲ့မှာသိဝိနည်းကိုသိကြတဲ့ယဟန်အပေါင်းပါပေါ့เนาะငါဘုရားကကလွဲရင်အဘုရားမှလွဲရင်သူကအသာလုံဆုံးပဲလို့အေတရက်ပေးတာပေါ့အဲ့တော့နှစ်ခုလုံးပေါ်မြအောင်မြဲအဲ့ဒါကဘာလဲဆိုတော့စိတ်ကသာတောထွက်ပြီးလူကတော်မထွက်တာမျိုးရအကြောင်းမှနေနေတာစိတ်ကတော့အဲ့ဒီမှာမရှိဘူးကာမဂုဏ်နဲ့မရှိဘူးဘာလဲဆိုဒီဘက်ကိုတောထွက်နေတာပေါ့เนาะ တော်40ပေါ့ထားပါတော့ပါအဲ့ဒါနှမျိုးပေါ့အဲ့တော့ခုနကပြောတဲ့မေခွန်းရှင်သိခြင်းနဲ့တောထမတရားရမှာလားတောမထပ်ပဲပဲတရားမရနိုင်ဘူးလားဆိုတောထမလည်းရနိုင်တာရှိတယ်ပုံကူဒီကိုပြောရင်မထပ်ပဲနဲ့လည်းပဲလူကတောမထပ်ဘူးစိတ်ကတောထရင်လည်းပဲတရားရတာရှိတယ်အဲ့ဒါကယဟန်တွေကဦးစားဦးစားပေးပြီးပြောလိုက်တယ်လူမှလည်းထုံနေတူစွာပဲတချင်တော့မိလိန်နာမင်းကအရှင်နာဂတိနာမတိကိုလျှောက်တယ်ရှင်ဖရာတဲ့သာရသမင်းချင်းတိမင်းကိုရွှေလောင်ကြိုက်ချမ်းမှာထဲထားပါတော့လဲ အဲ့ဒီရှင်သေမင်းကြီးပြင်ပသတ်တယ်လည်းမျက်နှာမူပြီးရှိတဲ့ကဲဆိုဒီတမန်သူပြောတာမဟုတ်ဘူးရွှေသူကရွှေမကလည်းစိတ်မဲ့စီအရှင်ဘုရားရဲ့တပည့်ဘုရားတပည့်တော်ဒီလည်းပဲဒီလူပုံလောကပေါ့နော်ဒီတို့ရဲ့အရာဒီဆောင်လူပုံလောကမှာနေရတော်လည်းပဲသာသနာတည်ဟူသောအပသက်သာလည်းမျက်နှာမူပြီးရှိပါတယ်ဘုရားလို့ပြောတယ်အဲ့ဒါပါလဲဆိုရင်လူကတော့တော်မထွက်ဘူးစိတ်ကတော့တော်ထွက်နေတဲ့ပုဂ္ဂိုလ်မိလိညာမင်းကြီးကဒါနာမည်ကြီးတွေပဲဟောရှင်နာကကျင်တာအဲ့တော့သူမေးရတဲ့မေးခွန်းကို ဆရာတော်ပဲအုပ်စုထဲမှာပါလဲဆိုရင်တော့ဒါမေခွန်းရှင်ကိုယ်တိုင်ကျွန်တော်ကမပြောလို့ဘူးမေခွန်းရှင်ကိုယ်တိုင်ကအကြောင်းကျိုးပြောပြီးပြီတန်တဲ့တဲ့များအပြင်ကျွန်တော်ကအနိကဖြစ်စေဝိရဖြစ်စေစကြလို့လေ့လာလို့ရတယ်ဒီလိုပုဂ္ဂိုလ်ဒီပုဂ္ဂိုလ်ကဘယ်လိုပုဂ္ဂိုလ်မျိုးလဲဆိုတော့ကိုယ့်အကူစားဆုံးဖြတ်ပါကျွန်တော်ပြောနိုင်တဲ့ဟာဒါတစ်ချက်ပဲရှိတယ်ကျွန်တော်အနည်းဆုံးဆုံးဖြတ်တဲ့ဆောင်ပုဒ်တစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုရင်ရိုးရိုးကျင့်မြင့်မြင့်ကျန်မှန်မှန်လို့ကုတ်ကုတ်နေအဲ့ဒီလေးမျိုးထဲမှာပဲကျွန်တော်ကကြံ့ကြံ့ကြည့်ပြီးတော့ဟိုစူးစမ်းပြီးတော့နေပါတယ်လို့နော်ဒါလေးပဲကျွန်တော်ဖြေချပါတယ် ဟုတ်ကဲ့ပါဆရာဓမ္မမိတ်ဆွေတွေအနေနဲ့လည်းကျန်းတဲ့နဲ့တိတ်လိုက်မယ်လို့ယုံကြည်ပါတယ်ဆရာအခုလိုမျိုး online ဓမ္မအမေဒီကများကဏ္ဍမှာပါဝင်ပြီးတော့ဖြေကြားပေးခဲ့တဲ့အတွက်ဆရာကိုလည်းတမီးတို့ရဲ့ update channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ဆရာဟုတ်ကဲ့ကျွန်တော်လည်းအထူးကျေးဇူးတင်ပါတယ်